အားလုံးပဲမင်္ဂလာပါ Marshall Academy Channel နဲ့ပြည်သားအလုံးချိုးဆိုပါတယ်ခင်ဗျာကျွန်တော်တို့ Marshall Academy Channel ဆိုရင် MMA လောကရဲ့နောက်ဆုံးအသင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel တစ်ခုပါဒါကြောင့်မလို့ Marshall Lock ကတင်နေတဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကဒီနေရာကနေမြစ်တိုင်ခင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပြည်သက်တွေစီကိုပြောပြချင်တာကတော့ လာမယ့်တနင်္ဂနွေနေ့မှာထိုးသက်တော့မယ်ကျွန်တော်မြန်မာပြည်သက်တည်းရဲ့အချစ်တော်ကြီး Ryanair Deveda နဲ့အောင်းရင်ဆိုင်ဘော်ရာကြီး Brandon Allen တို့ရဲ့ပွဲအကြောင်းလေးနဲ့ဒီပွဲမှာ9မီတာနဲ့သူကခမ်းဆက်ရှီမိုင်းဖ်ကို11ညှစ်ဖို့အစဉ်သင်းဖြစ်နေပြီလို့ပြောလိုက်တဲ့ Ryanair ရဲ့အကြောင်းလေးကိုကျွန်တော်ကပြည်သက်တည်းစီဝေမျှပေးတင်တာပါဒီတပတ်တနင်္ဂနွေနေ့မှာဆိုရင် UFC က UFC Fight Night ပြိုင်ပွဲကိုကျင်းပသွားမယ်။အဲ့ဒီပြိုင်ပွဲမှာအဓိကကောင်းပွဲနေရာမှာ Ryanair Deveda နဲ့ Brandon Allen တို့ကရင်ဆိုင်ထိုးသက်ကြမယ်။ Rainier Divider ကတော့ကျွန်တော်တို့မြန်မာပြည်သက်အကုန်လုံးသိတယ်။ Rainier Divider က online ဆိုင်ရဲ့ပြိုင်ပွဲဟောင်းကြီးမြန်မာပြည်သက်တွေနဲ့လည်းတော်တော်လေးကိုကရောက်ကစပေါင်းများစွာဖြစ်ခဲ့တဲ့ fighter လက်ရှိမှာတော့မြန်မာပြည်သက်တော်တော်များများကလည်းသူ့ကိုအားပေးဝန်းရံမှုတွေရှိနေကြတယ်။ online ဆိုင်ကိုယ်တိုင်ကလည်းသူ့ကိုအနည်းကအကောင်းဆုံးလေ့ကျင့်ပေးတယ်ပြင်ဆင်ပေးတယ်အစအစရကူညီပေးတယ်တကယ်ကိုပေါ်လာကြီးဖြစ်နေပြီ။ အရင်တုန်းကတော့ Crynia Devita က Netherlands မှာပဲလေ့ကျင့်နေအခုတော့ online ဆန်လေ့ကျင့်နေတဲ့ Kicklet FC ဂျင်းကိုရောက်လာပြီး Kicklet FC မှာပဲတောက်လျှောက်လေ့ကျင့်နေတယ်ဒီဒီသင်သူနဲ့တွေ့ရမယ့် fighter ကဗျာ Kicklet FC က fighter အဲ့ဒီ fighter က brand name အဲ့ဒါကလေ online ဆန်ပေါ်တာကြီးပဲ online ဆန်ကို ground game မိုင်းနေမှာတော့သူကအပြည့်ပေးခဲ့တာဗျာအဲ့ဒီလို fighter အဲ့ဒီ fighter နဲ့ Crynia Devita နဲ့ကတွေ့ရ ရိုင်းနီယာကလေခေကလစ်မှာလေ့ကျင့်တယ်ဘရန်နန်အယ်လန်ကလေခေကလစ်မှာလေ့ကျင့်တယ်ဖိုင်တန်ယောက်ကထိုးသားပဲဖိုင်တန်ယောက်လုံးကတူတူလေ့ကျင့်နေတော့တယောက်ရဲ့ဂိမ်းပလန်နေတယောက်ကအကုန်တရီထားမိမယ်အဲ့လိုမျိုးတွေကြုံကြိုက်နိုင်တယ်ဗျာဒါကြောင့်မလို့ဘရန်နန်အယ်လန်ကဒီပွဲအတွက်ဆိုပြီးခေကလစ်မှာမလေ့ကျင့်ဘူးတပြင်းချင်းတစ်ခုမှာသွားပြီးလေ့ကျင့်ဒါကတော့ဖိုင်တန်ယောက်လုံးရဲ့ပြင်ဆင်နေတဲ့ဒါဆိုရင်ကျွန်တော်တို့ကဖိုင်တန်ယောက်ရဲ့ရက်ကော့ပိုင်းလေးတွေကိုတူတူသုံးသပ်ကြည့်ကြမယ်ကျွန်တော်တို့ရဲ့အချက်တော်ကြီးရိုင်းနီယာကြောင့်စပြောမယ် ရိုင်းနီယာဒေဝီတာကအသက်34နှစ်ရှိနေပြီနယ်သာလန်သား MMA ပွဲပေါင်း23ပွဲထိုးရတယ်22ပွဲနိုင်2ပွဲရှုံးရှုံးခဲ့တဲ့2ပွဲလုံးက1 championship မှာအနက်တိုလီမာလီကင်ကို အလဲတိုးတွေနဲ့ရှုံးထားတာကျန်တဲ့ပွဲအားလုံးကိုအနိုင်ထားတယ်သူအနိုင်ရခဲ့တဲ့22ပွဲမှာဆိုရင်ဗျာ5ပွဲကိုအလဲတိုး3ပွဲကို decision ကျန်တဲ့73ပွဲလုံးကိုသူကချုပ်ကွက်နဲ့အနိုင်ရထားတာ ဒီ fighter ရဲ့ grounding skill ကဘာလဲဆိုတော့ဗျတပြင်းသူတွေဆိုတော့ကျွန်တော်တို့ကတကူတကရှင်းပြနေရမယ်ကျွန်တော်တို့မြန်မာပြည်သက်တွေကတော့ရှင်းပြစရာမလိုဘူးလို့ကျွန်တော်ကထင်ဘာကြောင့်လဲဆိုတော့သူ့အကြောင်းကိုကောင်းကောင်းကျွန်တော်တို့ကသိထားပြီးသားဒီ fighter ကဘလို skill ရှိတဲ့ fighter grounding မှာဘလိုဆရာကြီးဆိုတာသိပြီးသားဗျာ online အဆင့်ကိုဆိုတော့လုံးဝလုံမရအောင်ချုပ်ပြသွားတယ် fidelity bitesh တို့အဘာ soft တို့အဲ့လို fighter တွေကိုလည်းကောင်းကောင်းချုပ်ကွက်တင်နေပွဲသိမ်းခဲ့တဲ့ fighter ဗျာအဲ့ဒါ top level fighter ပြီးတော့ UFC မှာဆိုအခု၄ဘွယ်ထိုးထားတယ်၄ဘွယ်လုံးကိုနိုင်ထားတယ် ။နိုင်နာတဲ့အချိန်မှာလေဆရာကြီးတွေကိုပဲပွဲသိမ်းထားတယ်။လုံးဝရှုံးမွေးမရှိသေးတဲ့ American Fighter Ponicke ကိုတော့မှ TKO နဲ့ပွဲသိမ်းလိုက်တယ်ဗျာ။အဲ့လိုဒီ scale ကတက်လာတဲ့ T Fighter ကပြီးတော့နောက်ဆုံးပွဲမှာဆိုရင်လည်း Middleweight တန်းရဲ့ Champion ဟော Robert Wood တိတ်ကအဲ့ဒီ Fighter ကိုလည်းထိုင်ဆုံးဖြတ်တဲ့သူကအနိုင်လိုက်နိုင်တယ်။အဲ့ဒီပွဲမှာဆိုတော့ Ryan ရဲ့ scale တွေတဖြည်းဖြည်းပိုတက်လာတာကိုကျွန်တော်တို့ကတွေ့ရတယ်ဗျာ။အဲဒါမှမဟုတ် D Fighter ကအခု UFC ကိုရောက်လာတဲ့အချိန်မှာတော်တော်လေးကိုတိုးတက်လာတယ်လို့ပြောလို့ရတယ် ပြီးတော့ UMC ကိုရောက်လာတာအချိန်တိုင်းနဲ့တစ်ခုတွင်းမှာပဲသူက ranking number 4နေရာထိကိုတက်လန်းလာနိုင်ခဲ့ပြီဗျာ။ဒါကြောင့်မလို့ဒီဘဲကလုံးဝ short တွက်လို့မရတဲ့အရေးချင်းတစ်ခုရှိနေတဲ့ fighter လို့ပြောလို့ရတယ်။အရင်ကတော့ဒီ fighter ကြောင့်ကျွန်တော်တို့လည်းတီးပြီးသားဗျာ ground game တစ်ခုပဲရတယ်။တပေါက်ပဲရှိတာ။ပွဲစားတဲ့နဲ့လုံးမယ်၊ချုပ်ွက်နဲ့ပွဲသိမ့်မယ်ဒီလောက်ပဲ။ အခုဆိုရင် तू က QFC လိုနေရာကိုလည်းရောက်လာပြီးဖြစ်တဲ့တော့ကြောင့်မလို့ striking mind ကို share အားပြည်လာတယ်ဗျာ kickling fc မှာဆို तू လုံးဝ online စံလို့ striking mind နေ share ဆော့တာဆော့ရင်းဆော့ရင်းနေအခုဆို striking skill ကတော်တော်လေးကိုတိုးတက်လာတယ်ကျွန်တော်တို့ကတွေ့ရတယ်ဒါကြောင့်မလို့ rainier devita ကအခုချိန်မှာဆိုရင် well rounder fighter ဖြစ်နေပြီလို့တော့ကျွန်တော်တို့ကပထမဦးဆုံးသတ်မှတ်ထားလို့ရတယ်ဒါဆိုရင် तू နဲ့ထိုးမယ်ပြိုင်ဘက် brandon allen ကိုကြည့်အောင် brandon allen က QFC မှာထိုးနေတယ်တော်တော်ကြာ ် MMA ပွဲပေါင်းလေး32ပွဲထိုးရတယ်25ပွဲနိုင်9ပွဲရှုံးသူနိုင်ခဲ့တဲ့25ပွဲမှာ9ပွဲကို KO 6ပွဲကို decision 14ပွဲကို submission Ryanian Dorada တုံးကလည်း13ပွဲကို submission ဒါကြောင့်မလို့ D fighter နှစ်ယောက်လုံးက submission ကိုတော်တော်လေးကိုကောင်းတဲ့ fighter ကြီးလို့ပြောလို့ရတယ် Dig fighter တွေကိုကျွန်တော်တို့က grounding ကစားအပြူတဲ့ fighter တွေလို့ပထမဦးဆုံးသတ်မှတ်လို့ရတယ်။ Grounding ကောင်းတဲ့ fighter နှစ်ယောက်တွေ့ရင်ဘယ်လိုထိုးမလဲဆိုတာကြည့်ရမ ကျွန်တော်အတင်ပြောရရင်တော့ပွဲစားနဲ့ Rainier Derivator ကဝင်လုံးမှုစူးစမ်းလိုက်မယ်။အဲ့ဒီအချိန်မှာပါသွားရင်တော့ Rainier Derivator ကသူ့အတူချေလေပြီးတော့မှ submission ဘက်ကိုပြောင်းသွားလိမ့်မယ်။အကယ်၍မြန် Brandon Allen က defense ကိုကောင်းကောင်းလုံးနိုင်ပြီဆိုရင်တော့ key fighter နှစ်ယောက်ကရှင်ထိုးလိမ့်မယ်။ရှင်ထိုးတဲ့အချိန်ကျရင်တော့ Brandon Allen ရဲ့ power ကပိုကောင်းတယ်လို့ကျွန်တော်ကတော့မြင်တယ်။ Brandon Allen က striking မိုင်းမှာလည်း level တစ်ခုရှိတယ်။ပြီးတော့ UFC ကတော်တော်ကောင်းတဲ့ fighter တွေကိုလည်းသူက ထိုးသက်ထားဘူးတယ်အနိုင်ယူထားဘူးတယ်ဒါကြောင့်မလို့ short တော့လို့တော့မရဘူး Brandon Allen ဆိုတာအရင်ဆုံး UFC ရဲ့ middleweight champion တူဖြစ်လာနိုင်တယ်လို့တော့မှထင်ကြီးပြခန့်ထားရတဲ့ champion လောင်းတယောက်ဒါမဲ့အခုနောက်ပိုင်းမှာနည်းနည်းရှုံးပွဲတွေဆက်လာတယ်ဒါကြောင့်မလို့အခုအချိန်မှာ Ryanair Debater နဲ့တွေ့တဲ့အချိန်မှာသူ့ရဲ့ record ဘိုင်းကဘယ်လောက်ရှိမလဲဆိုတာကြည့်ရမယ်ဒီပွဲက grappler နဲ့ grappler တွေ့တဲ့ပွဲ ground game သမားနှစ်ယောက်တွေ့တဲ့ပွဲဖြစ်တဲ့အကြောင်းမလို့ ဖြောပြမှုရပ်သားတော့ပေးလိုက်မယ်နှစ်ယောက်လုံးကလည်းတိတ်တောင်းလေးလုံနိုင်တယ်တိတ်တောင်း defense လေးလုံနိုင်တယ်ဒါကြောင့်မလို့ဘဲ fighter ကအမားနဲ့အောင်ဆော့မလဲဆိုတာပဲကျွန်တော်တို့ကကြည့်ရမယ်အမားနဲ့အောင်ဆော့တဲ့ fighter ကပဲဒီဘက်မှာစားသွားမယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါကတော့ကျွန်တော်ရဲ့ပွဲပေါ် prediction လေးကိုလုပ်ပေးတာပါနောက်ထပ်ပြောချင်တာကတော့ Rainier Director ကလက်ရှိ Middleweight Champion Khamzat ကိုပွဲသိမ်းမယ်ဆိုတဲ့အကြောင်းလေးပါ Rainier Director က UFC မှာ နောက်ဆုံးပွဲမှာ Robert Wood တိတ်ကောင်အနိုင်ယူထားတယ်။အဲ့ဒီပွဲအပြီးမှာကလေးက Ryanier Twitter ကသူ့အနေနဲ့ Kamsa Shimaev ကိုချုပ်ကွက်နဲ့ပွဲသိမ်းပြမယ်။ Kamsa Shimaev level ကိုညှစ်ပြမယ်။ Ryanier ချုပ်နဲ့ပွဲသိမ်းပြမယ်ဆိုတဲ့ပုံစံပေါင်းစုံနဲ့ Kamsa ကိုစိန်ခေါ်နေရဗျာ။ Kamsa Shimaev ဆိုတာကလေ UFC ရဲ့တကယ်ကိုစွမ်းဆောင်ကောင်းတဲ့ fighter ။ရှင်းရင်းမြောက်ရောင်းငိမ့်မဲမှာ Ryanier ထက်တော်မှာကောင်းတဲ့ fighter ဗျာ။ extra mine ကလည်းတော်တော်လေးကိုတန်ပါတဲ့ fighter ဒါကြောင့်မလို့ Rainier Twitter ကဒီလိုစင်ခေါ်တာ၄ Camden Shimaev ကလည်းမင်းနဲ့ငါနဲ့ထိုးနိုင်တယ်မင်းကငါအင်းစစ်ပွဲသိမ်းနိုင်တယ်ဆိုပြီးပြောထားတယ်ဒီပွဲကဘယ်တော့ဖြစ်လာမလဲဆိုတော့လာမယ့်ပွဲမှာ Rainier Twitter က Brandon Allen ကိုသာပွဲသိမ်းလိုက်နိုင်တယ်အကောင်းဆုံးပုံစံနဲ့အနိုင်ယူလိုက်နိုင်တယ်ဆိုရင် UFC က Rainier Twitter ကို Champion လိုပဲတည်ပေးဖို့တော်တော်လေးယာကိုင်းတော့ညသွားပြီလို့ကျွန်တော်ကတော့ထင်တယ် ဘာကြောင့်လဲဆိုတော့ဗျ Ryanair Debita နိုင်ထားတာလေ UFC မှာ၄ဝက်စတိုင်းနိုင်ထားပြီးပြီးဒီပွဲမှာသာထပ်နိုင်လိုက်ရင် Ryanair Debita ကို Champion စိန်ခေါ်ခွင့်ပေးလို့ရတဲ့အနေထားရောက်သွားပြီ။ Khamzat Chimaev ကလည်းလက်ရှိချိန်မှာတပွဲမှာတိုက်တဲ့ defense မလောက်ကသေးဘူး။ဒါကြောင့်မလို့ Ryanair Twitter နဲ့ပထမအုပ်ဆုံးချိန်တိုက်တဲ့ defense ဖြစ်လာနိုင်တယ်။ဒီခင်းချင်းကတော့ဒီလာမဲ့ Ryanair Twitter ရဲ့ပွဲပေါ်မှာမှုတည်တယ်။ Ryanair ဘလို့လုတ်ပြနိုင်မလဲ။ဘလောက်ထိကျန်ပြနိုင်မလဲဆိုတာကြည့်ရမယ်။သူပြောထားသလိုပဲ ဂရောင်းငိမ့်မိုင်းမှာတကယ်ကိုကောင်းမွန်လွန်းတဲ့ဆရာကြီးတဆူဖြစ်တဲ့ခမ်းလက်ရှီမာယက်ကိုသူကလွယ်လွယ်လေးနဲ့လေပင်ညှစ်ပြနိုင်မလားဆိုတော့ကျွန်တော်တို့ကကြည့်ရမယ်။ဒီပွဲပြင်လာရင်လည်းကောင်းလိမ့်မယ်။ရိုင်းနီယာတွတ်တော့လုံးဝလွယ်မှာမဟုတ်ဘူး။ဒါကြောင့်မလို့စောင့်ကြည့်ကြမယ်။ဒီပွဲဖြစ်လာမဖြစ်လာဆိုတာကလာမယ့်တနင်္ဂနွေနေ့မှာကြည့်ရမယ်ရိုင်းနီယာဒိုရတာရဲ့ပွဲရက်ဆက်ပေါ်မူတည်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့တူတူအားပေးစောင့်ကြည့်ကြမယ်။ Ryanair Twitter ပဲစားသွားမလား online ဆိုင်ရင် Border Gee brand နဲ့ airline ကပဲ Ryanair Twitter ကိုဖြုတ်ပြသွားမလားဆိုတော့ကျွန်တော်အလိုတူစောင့်ကြည့်ကြပါမယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တာကတော့ဒါပါပဲ Ryanair Twitter နဲ့ brand နဲ့ airline တို့ပွဲပေါ် prediction လေးလုပ်ပေးခဲ့တာပါပြီးတော့ Ryanair Twitter နဲ့ Camel Shimaev ကိုစင်ခေါ်ခဲ့တဲ့အကြောင်းလေးကိုကျွန်တော်ကထပ်မံပြည့်သက်တဲ့စီတင်ဆက်ပေးတာပါ နောက်ရဒီမှာလေကျွန်တော်ရဲ့ Marshall Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့ training တွေ1 championship UFC စသီးတဲ့ training တွေနဲ့မြန်မာကိုသားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marshall Lockout Channel တဲ့ Nikori နေနဲ့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားဖို့မေတ္တာခံကြပါရစေခင်ဗျာ။ပြည်သားအလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။